အားလုံးမိတ်ဆွေများမင်္ဂလာပါခင်ဗျဇာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံလို့ဘေးပြာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဆရာက2025ခုနှစ်6လပိုင်းအဲ16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာကံကြမ္မာဟောစတန်းကိုမိတ်ဆွေတို့အားလုံးအတွက်ကိုဆရာတားတော်နဲ့ဆွဲဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာရဲ့ဒီလိုက်လေးကို share တယောက်တစ်ချက်စီလောက်နှိပ်သွားရင်ဆရာလုံးရောက်ရှောကြပါလိမ့်မယ် ကဲဒါသာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆရရ2025ခုနှစ်ဆက်လျှောက်ရက်ကနေ23ရက်နေ့ထိတပတ်စာအုပ်ဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာဒါသာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆရရအဆင်ပြေကြပါစေကြောင်းဆရာကဆုတောင်းထုတ်ပြန်အပြုတာအပ်ပါတယ်ဒါသာပရိသတ်သမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာမိမိရဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်စေမိမိရဲ့အကြီးအထက်လူကြီးအကြီးကဲနဲ့ပတ်သက်ပြီးတော့မကျင်တဲ့စိတ်တွေမိမိရဲ့တော့လက်ရှိရှိနေတဲ့နေရာနေပြီးတော့မိမိရဲ့ လုပ်ငန်းအလုပ်ရှင်နဲ့ပတ်သက်ပြီးဖြစ်စေစိတ်တိုင်းမကြစရာလေးတွေဖြစ်နေတတ်တယ်အမိမိရဲ့လုံအထက်လူကြီးဆိုစရာဒဲကြီးဖြစ်သွားမလားမိမိရဲ့အထက်လူကြီးလုပ်ငန်းနဲ့ပေါ်မှာကိုယ့်ရဲ့စီမံပေါ်ကိုယ့်ကိုဖိအားပေးနေတာမျိုးလေးတွေအလုံးနဲ့ပတ်သက်ပြီးတော့ကြားကောင်ကြည်ကောင်တော့ဟောလိုက်မယ်ဖိအားပေးနေတာမျိုးကိုယ့်ကိုနည်းနည်းလေးဟိုအလုံးတွေမှာစိတ်ပန်းလူပန်းဖြစ်နေတာမျိုးသူ့ရဲ့လုပ်ပိုင်ခွင့်ရပိုင်ခွင့်ရားထဲမှာအာဏာပါဝါလေးတွေနဲ့ပြနေတာမျိုးလေးတွေကြောင့်စိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်နေတတ်သောအပ္ပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင် အဲမိတ်ဆွေတို့နေငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ ငွေကြီးနဲ့ပတ်သက်ရင်ရစရာလည်းရှိတယ်လို့ပေးစရာလည်းရှိတယ်။ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေနဲ့ထွက်ငွေရောဝင်လိမ့်နဲ့ထွက်လိမ့်ကဲတို့ဖြစ်နေတတ်တယ်။အဆိုလိုတာကငွေကြီးနဲ့ပတ်သက်ရင်အရန်ကြီးတော့ထူးထူးခြားခြားကောင်းမွန်နေတာမျိုးမရှိတယ်လို့အရန်ကြီးဆူဆူဝါးဝါးမရှိပါဘူး။ငွေကြီးနဲ့ပတ်သက်ရင်ကိုယ့်အကူတော့အကောင်ရှိတာငှားတာလေးဒီမှာတတိထားဆင်ရင်ပေးရလိုအပ်ပါတယ်။ဒါအပြင်မိစေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်လက်ထဲမှာငွေအကြိုက်ထားတာမျိုးတစ်ရင်းနှီးစရာရှိတာပေးစရာရှိတာကိုအချိန်မကြာမကြံ့မကြာပဲနဲ့လှုပ်ဆောင်လိုက်တာပုံမူပြီးတော့အကောင်မွန်အာသာစီတော့အပတ်တာကာလာ ိုက်ချာဖြစ်ပါတယ်ခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လို့ညံ့နေတာတော့ဘာမှမတွေ့ရပါဘူးသို့တော့ယာတီအကူပြောင်းကာလာလေးတိကြောင့်တော့ထုံနာကျင်နာနာတာခိုက်တာခဲတာမျိုးလေးတွေအရတော့အဲမိတ်ဆွေတို့နဲ့အဆိုးဝါးကြီးမဟုတ်ဘူးဖြစ်တတ်ပါတယ်အကူပြောင်းကာလာလေးတိကြောင့်သို့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်စီဝါပြောင်းလဲကုလာမျိုးလေးတွေအစီဝါဆွနာတို့ပေါ့ဇာဝင်းတို့စေဝါတို့တမားတို့နဲ့ပတ်သက်ပြီးတော့ကုတလိုက်ပါနဒိုင်ယာအဟောင်းနေ တော့မှပြန်လည်ပြီးတော့ကောင်းမှုတိုးတက်လာမယ်ကာလဖြစ်တယ်လို့တမားကောင်းတယ်တမားဆိုအိုမဆိုတဲ့အတိုင်းအသက်ကြီးကြီးတို့နော်ဆရာဝင်းတို့ငကူကကုနေတော့ဆရာအပြောင်းလဲစီဝါအပြောင်းလဲတွေကုတာလာရင်ကံကောင်းခြင်းတွေရရှိမယ်ကာလဖြစ်တယ်ကျမ်းမာရေးဆိုလို့တော်တော်များများကအင်္ဂလိပ်စီတွေကိုအားကိုးကြတယ်အင်္ဂလိပ်စီတွေကမကောင်းပြောတာမဟုတ်ဘူးနော်ဆရာတတိပြပြစရာစီဆရာတို့ဗမာစီတွေကလည်းဆွမ်းပါတယ်နော်ဒါလေးတစ်ခုကိုဆရာတတိပြလိုက်ပြစီဗမာစီတွေကနော် ခြေတော့ဆိုရင်တမားတော်တွေတို့နော်ဘိန်းတော်ဆရာတို့ဆိုတာတခက်တခါကနော်ဟိုအပြစ်နာစားမရှိအောင်ကောင်းရတာမျိုးဖြစ်တယ်နော်ဒါကြောင့်မလို့ပေါ့နော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အလောက်ကန် အလောက်ကိုင်းနဲ့ပတ်သက်ရင်ခီးသွွားဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ်ခီးသွွားမှုကိစ္စလေးတွေမှာခြောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ဒါအပြင်ခီးသွွားဆိုင်ရာလုပ်ငန်းလေးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်တာလေးတွေမှာအကျိုးပေးပါတယ်ကားဆိုင်ကစက်ပစ္စည်းဝင်လာတာမျိုးလေးတွေမှာအားသာကောင်းမှုတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ် OA ချမ်းမီမြေယာနဲ့ပတ်သက်လို့ရှေ့တို့ဆောင်ရလှောက်ဆောင်မှာအဖွဲ့စည်းနဲ့ ဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးတယ်အများနဲ့ပတ်သက်တော့လုပ်ငန်းတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေအသင်းအဖွဲ့အစုအဝေးလေးတွေတန်တွတ်တဲ့အစရှိတဲ့လုပ်ငန်းတွေဘဏ်လုပ်ငန်းအစရှိတဲ့အရာလေးတွေမှာအသင်းအဖွဲ့အဖွဲ့အစည်းနဲ့ပတ်သက်ရင်ရှစ်တို့ဆောင်ရလှုပ်ဆောင်ရအာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းနဲ့ပတ်သက်ရင်တော့ရှစ်တို့ဆောင်ရလှုပ်ဆောင်ရအာသာကောင်းမှုပြီးတော့ကံကောင်းစေတော့ကာလာဖြစ်ပါလေအထက်လူကြီးအကြီးငယ်နဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင် အဲဆွနာလိုပေါ့ဟိုပြန်လှန်ပြီးတော့ပြောတာမျိုးလေးတွေလူကြားထဲမှာကိုယ့်အနေနဲ့အဲကိုယ့်ရဲ့ရပိုင်မှုကိုပုံမကြည့်တာမျိုးလေးတွေမှာတော့တတိထားပြီးတော့ပြောဆိုတာမျိုးလေးတွေအဲဆွနာလိုပေါ့လူကြားထဲမှာပြောဆိုတာမျိုးလေးတွေမှာတတိထားစင်ရင်ပြရန်လိုအပ်ပြီးတော့အရှိတင်စကားများရတာမျိုးလေးဖြစ်တတ်တဲ့အတွက်တော့သတိပြုစင်ရင်ရလိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်အလုပ်တူလုပ်ငန်းတူတွေနဲ့ပတ်သက်လို့ရှိရင်တော့အပြိုင်ဆိုင်တိုက်ခိုက်လေတွေများတာမျိုးလေးတွေမကောင်းတဲ့သတင်းလေးတွေမဟုတ်မဟုတ်အဲပြောဆိုတာမျိုးလေးတွေကြောင့် ပြဿနာတွေဖြစ်ရတဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ပြဿနာတွေကိုလိုက်လံဖြေရှင်းနေတာမျိုးပါအားနည်းစီသောကာလဖြစ်တဲ့အတွက်ရှင်းရင်ရှုပ်တွေဖြစ်တတ်တဲ့အတွက်ရှင်းမနေပါနဲ့ဘာကုမကယူမဆိုင်ပဲနဲ့ကိုမှန်တယ်ဆိုရဲအလုပ်ကိုသာကိုလိပ်ပြကိုလုံအောင်လုပ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာဒီကာလအပိုင်းခြားတွေမှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့ကံကစရာညံ့နေသူတွေအလုရှာနေသူတွေအလုတေးရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ယဟန်တန်ကတူတယောက်ကိုမီးအိမ်တို့မဟုတ် ဆရာတို့ဖျောင်းနိုင်သူမဟုတ်မီးအိမ်လေးပေါ့နော်အလင်းနဲ့ပတ်သက်တာလေးတွေမီးသီးအဆရှိတာလေးတွေလှူဒန်းပြီးတော့အလုတ်ရှာရင်အလုတ်သေးရရှိနိုင်တော့အပတ္တကာလဖြစ်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြောင်းရွှေ့လှုပ်ဆောင်လို့သူများရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်ကောင်းမွန်တဲ့ကာလဖြစ်ပြီးဒီကာလအတွင်းမှာကိုယ်ပိုင်လုပ်ငန်းလေးတွေတိုးချက်လှုပ်ဆောင်တာမျိုးလေးတွေအဲရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်ရွှေဝင်တာကမကောင်းပါဘူးအားနည်းစီတော့အပတ္တကာလဖြစ်ပါတယ်ညအိမ်ညလေးဝင်တာမကောင်းပါဘူးအားနည်းစီတော့အပတ္တကာလဖြစ်ပါတယ်ဒါအပြင် ရေရှိုးမာတာမျိုးလေးတွေရေနဲ့ပတ်သက်တာမျိုးရေချမ်းမြေချမ်းနဲ့ပတ်သက်တာမျိုးသင်းမောတို့အဆရှိတဲ့အရာလေးတွေနဲ့သွားတဲ့အခါမှာရေလန်းခီးလေးတွေမှာဆိုလို့ရှိရင်တော့အပိတ်အဖိတ်အစင်အဟံအသားလေးတွေလိုတာထက်ပိုပြီးငွေကြီးအကုန်ကြာလေးတွေညတ်တက်သောကာလဖြစ်တဲ့အတွက်သတိထားစင်မြင်ပေးရန်လိုအပ်သောအပတ္တကာလဖြစ်တဲ့လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရဲ့ဖြစ်ရှင်တဲ့ဇာတ်လမ်းကလေးတွေကိုအောင်းအီးသီးခံထားတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။သမီးစားများအနေနဲ့ဆိုရင်တော့ ခยีတူတူထွက်တာမျိုးလေးတွေခยีသွားတာမျိုးလေးတွေရှေ့တို့ဆောင်ရွက်နိုင်ပါလေဝေးกว่าနေတော့တမီးစားများဖို့တော့ပြန်လဲအဆက်အသွယ်ရရှိတာမျိုးပြန်လဲပြီးတော့ရောက်ရှိလာတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဲအဆက်အသွယ်ရရှိတတ်တယ်ငကူက ရှိနေဝေးနေသူတွေပြန်လဲနီးဆက်တတ်ပေမဲ့နီးဆက်နေသူများအဖို့ကတော့ကိုနာကနေထွက်သွားတာမျိုးအဆက်ဆိုရုပ်တရက်ပြတ်သွားတာမျိုးသူမဟုတ်အကောင်းဉင်ဖြစ်ပါစေစိုးပင်ဖြစ်ပါစေအဲခွဲခွာရတာမျိုးခိတခဏပေါ့ခကြီးသွားကိစ္စလေးတွေပေါ်လာလို့ခွဲခွာရတာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးတွေဂျုံကတက်တယ်ခွဲတဲ့အစတိုင်းထားသွားမျိုးလို့မထင်ရနဲ့ဘူးဆရာထပ်ပြောခြင်းပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေအိမ်ကောင်ကြီးနဲ့ပတ်သက်ရင်ဇာတိသမီးတွေဟာဝါတူတူချာချာဒီကာလမှာအိမ်ကောင်ဘက်ရဲ့ အထောက်အပူတွေအကူအညီတွေရရှိတတ်တယ်တဲ့မိမိတို့နေတဲ့အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတဲ့ငွေတွေလုံးနေရင်းနဲ့ဝင်လာတတ်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ကံကောင်းတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ကြာစာပရိသတ်သမီးတွေဟာအိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးတော့အဂျန်စီအတိုင်းမျိုးတွေတွေးခေါ်တာမျိုးတွေလုပ်ပါဒါအပြင်အိမ်ထောင်ကြီးနဲ့ပတ်သက်လို့ငကိုကလွဲချော်နေတာမျိုးငကိုကအဆင်မပြေမှုတွေတောင်ရှိလို့ဆိုတော့အကောင့်ဘက်ကိုသွားမယ်အိမ်ထောင်ကြီးတွေစုံဖြတ်ချက်တွေအားသာကောင်းမှမှာလေခင်ဗျာနော်ဒါအပြင်အိမ်ထောင်ရှင်များမိတ်ဆွေများအနေနဲ့တူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်တောင်ရှိလို့ဆိုတော့လွတ်ဆောင်ပြီးတော့အတူတူကောင်းကြီးဆိုင်မျက်နှာချင်းဆိုင်ပြီးတော့တိုင်မြင် လိုက်ပါရတယ်เนาะတာသမီမရရှိသူတွေတော့တာသမီရရှိမယ်အဲဘလို့ရောဟာเนาะအဲတိုင်းမင်းတဲ့တော့အေးဘောနော်တဲ့တော့တာသမီမရသူတွေတာသမီရရှိတတ်တော့အဖတ်တာကာလဖြစ်ပါတယ်ဒီဘက်တာတော့တွေ့မှာအချိုးပေးကံကောင်းစီတော့အယောင်ဟာတော့အနီရောစင်စွဲရောအပြာရောက်နေရမိတ်ဆွေတို့ရေကံကိုတိုးတက်ကောင်းမွန်စီပါတယ်အချိုးပေးသောကဏ္ဍအခရာတွေနေဆိုတစ်ကဏ္ဍ လျှောက်ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါれခင်ဗျာအကျိုးပေးသောအရာဟာတော့အရှိမြောက်တောင်းအရာဖြစ်ပါれခင်ဗျာအဆက်ဆက်ရရာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလိုရာမှုတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါကြလို့ရှိရင်မိမိတို့ရဲ့နော်လိုရာကိစ္စအမှုကိစ္စပြောဆိုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိစ္စဆောင်ရွက်တဲ့အခါမှာအောင်မြင်အတိုးတက်စေရန်လို့ငါမိမိအိမ်ကနော်မြတ်စွာဘုရားမှာဖျောင်းနိုင်အစိမ်းအောင်လေးသိမ်းသုံးနိုင်ကိုထွင်းပြီးတော့ပြောဆိုလှုပ်ဆောင်အောင်ရင်အောင်မြင်တိုးတက်နိုင်ပါれအဆက်ဆက်ရရာအစဉ်ပြေစေပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ပြီးအယောင် တွက်အယောင်ထွက်စီဖို့အတွက်ဆိုလို့ရှိရင်တော့ရွက်လာခုနှစ်ညွန့်ကိုနှီးကလေးနဲ့စီးပြီးတော့မိတ်ဆွေတို့ရဲ့စိုင်တို့မဟုတ်လုပ်ငန်းတို့မဟုတ်အမြင့်တနေရာမှာအလာအိုးလေးဓာတ်ကလေးဆင်ထားလိုက်ရင်အယောင်ကောင်အယောင်တွက်ပြီးတော့ရောင်းဝယ်မှုတွေအကောင်လာမှအတိအကျပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ရစာပိသပိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရေးအစဉ်ပြီးအောင်မြင်တိုးတက်လို့ရတနာစင်ကြောက်ဇေတော်ဘက်ကစားနိုင်ကြပါစီကြောင်းပြောရင်းအခုတခါတော့တောက်ကြတာသမီးတွေလည်းဖြစ်ပါတယ်